ဒီရာသီပင်မယားလေးရဲ့အကောင်းဆုံးခေါ်ယူမှု၁၀ရောက်ယခုနှစ်2025 26ရာသီပင်မယားလေးရဲ့နေရာသီပြောင်းရွှေ့ကာလအတွင်းမှာကစားမားပေါင်း150ကျော်ပြောင်းရွှေ့မှုပြုလုပ်ခဲ့ပြီးစုစုပေါင်း3.19ဘီလီယံကုန်ကျခဲ့ပါတယ်ဒီပြောင်းရွှေ့တွေကတချို့ဟာအသင်းတွေအတွက်ချက်ချင်းအောင်မြင်မှုရရှိစေခဲ့တာဖြစ်ပါတယ်ဒီကနေ့မှာတော့2025 26ရာသီအတွက်ပရီးမီးယားလိဂ်ကလပ်တွေပြုလုပ်ခဲ့ကြတဲ့အကောင်းဆုံးနေရာသီပြောင်းရွှေ့ကစားမား10ဦးကိုဖော်ပြပေးလိုက်ပါတယ်နံပါတ်10မာတင်ဇူဘီမန်ဒီအာဆင်နယ် အာစနီဟာစပိန်ကွင်းလယ်လူမာတင်ဆူပီမန်နီကိုရီယက်ဆိုစီဒက်ကနေခေါ်ယူခဲ့ပြီးမီကဲအာရီဒါရဲ့အသင်းအတွက်ထူးခြားတဲ့ခေါ်ယူမှုဖြစ်ကြောင်းတက်သေးပြခဲ့ပါတယ်။အသက်26နှစ်အရွယ်ဆူပီမန်နီဟာအာစနီဘိုကွင်းလယ်မှာအလွယ်တကူဝင်ရောက်ကစားနိုင်ခဲ့ပြီးတော့ဆက်တပွဲမှာ၃ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့တဲ့အတွက်အသင်းကိုဇယားထိတ်ကိုရောက်ရှိအောင်ကူညီပေးခဲ့ပါတယ်။ဇန်နလန်နဲ့တူတူတည်ကြားခဲ့တဲ့ပွဲမှာသူဟာအခွင့်အရေးများဆုံး၂ကြိမ်ဖန်တီးပေးခဲ့ပြီးလီဆန်ဒိုထရော့ဆက်ရဲ့အမကန်အဝေးကန်သွင်းဂိုးကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ နံပါတ်9ဆန်ဒီလမ်မန်စ်မန်ချက်စတာယူနိုက်တက်ဘယ်ဂျီယံကိုယ်သမားဆန်ဒီလမ်မန်စ်ဟာရိုင်းအက်ဝတ်ကနေမန်ချက်စတာယူနိုက်တက်ကိုမျောလင့်ချက်ကြီးကြီးမားမားနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ပရိသတ်တွေကပြီးခဲ့တဲ့ရာသီကယုံကန်ကေရီအန်တီအိုနာနာထက်တူးတက်မှုမြင်ကျင်ခဲ့ကြတာဖြစ်ပါတယ်။နီဗျာရိုဝင်အမော်ရင်အတွက်ကံကောင်းစွာနဲ့ပဲပေါင်16သမား2တန်းတန်လမ်မန်စ်ကအိုနာနာထက်တိတတာအဆင်မြင့်တင်မှုဖြစ်ကြောင်းသက်သေပြခဲ့ပြီးတော့ဒီရာသီမှာကောင်းမွန်စွာဆွမ်းဆောင်ထားပါတယ်။လမ်မန်စ်ဟာထိပ်တန်းလိ5ပွဲမှာ9ဂိုးသာပြီးခဲ့ရပြီးတော့တပွဲကိုမပြေအောင်ကာကွယ်နိုင်ခဲ့ပါတယ်။ နံပါတ်၈မိုဟာမက်ကူဒက်တော့တန်ဟမ်ဟော့စ်ပါမိုဟာမက်ကူဒက်ဟာနီယာဒီမာဝက်ဆန်ယူနိုက်တက်ကနေပေါင်55တန်နဲ့တော့တန်ဟမ်ဟော့စ်ပါကိုလန်ဒန်မြို့ကိုဖျက်ပြီးတော့ပြောင်းရွှေ့ခဲ့ပြီးတော့စပါတင်ရဲ့ဒီယာဒီမာထွန်းလင်းတောက်ပါနေတဲ့ကစားမတွေကတအူးဖြစ်ပါတယ်။တောမတ်ဖရန်ရဲ့ပထမဆုံးယာဒီမာစပါဟာအဆင့်9နေရာမှာရပ်တည်နေပြီးတော့ကာနာလွေးစဉ်ကူဒက်ကသူ့ရဲ့ခြေစွမ်းပြန်တက်လာမှုမှာအဓိကအခန်းကဏ္ဍကနေပေါဝင်ခဲ့ပြီးတော့အခုချိန်ထိတကိုးသွင်း၄ချိန်ဖန်တီးပေးချပါတယ်။နံပါတ်9 နော်ယာဆက်တကီဇန်နလန်အသက်20ရွယ်နော်ယာဆက်တကီကဇန်နလန်ရဲ့ကစားမသုံးဦးတည်းကပထမဦးဆုံးပါဝင်သူဖြစ်ပြီးတော့ဘယ်ဂျီယန်ကလပ်ယူနီယံစိတ်ဂေါ်လဝိုက်ကနေပေါင်း15တန်းနဲ့ရောက်ရှိလာခဲ့ပြီးတော့ဒီနေရာအတွက်ထိုက်တိုက်တန်တန်ရရှိခဲ့ပါပြီ။ Regal Liberty ရဲ့ဇန်နလန်ဟာပရီးမီးယားလိဂ်ကိုပြန်လာပြီးတဲ့နောက်ထူးခြားတဲ့စတင်မှုရှိခဲ့ပြီးတော့တက်ကြွတဲ့ဒီကွင်းလေလူငယ်လေးကအသင်းရဲ့အားထုတ်မှုတွေအတွက်အရေးပါခဲ့ပါတယ်။ နံပါတ်6ဂျော်ဒန်ဟန်ဒါဆန်ဘရန်ဖို့ဂိတ်အန်ဒရူးကတောမတ်ဖရန့်ကိုအစားထိုးပြီးတော့နီးပြဖြစ်လာတဲ့အခါမှာပရိသတ်တွေများပြားကဘရန်ဖို့ကိုတန်းဆင်းဆုံးဆိုရင်ရတဲ့အသင်းဖြစ်ထင်းကြီးပေးခဲ့ကြပြီမြေလီဘာအိုကောင်းဆောင်ဟောင်းဟန်ဒါဆန်ကအသင်းကိုဇီယားလေပိုင်းမှာတည်ငြိမ်မှုရရှိအောင်ကူညီပေးခဲ့ပါတယ်အသက်35နှစ်အရွယ်ကွင်းလယ်ကစားမဟောင်းကမန်ချက်စတာယူနိုက်တက်နဲ့ချယ်ဆီတို့ရဲ့ပွဲမှာကိုဖန်တီမှုတွေပြလုပ်ခဲ့တဲ့အတွက်ထိတ်တန်းဆင်းမှာပွဲတွေကိုတက်ရောက်မှုရှိအောင်လို့ကစားနိုင်စွမ်းရှိသေးကြောင်းတက်တည်ပြနိုင်ခဲ့ပါတယ်။နံပါတ်9 SD Bar O ချဲစီဆယ်ရသက်တောင်မှကစားမ SD ဘာဟိုဟာပရီးမီးယားလိရဲ့ထိပ်ဆုံးနေရာဒီပြောင်းရွှေ့ငါဦးစီးရင်မှာဓမ္မဆုံးနာမည်ဖြစ်ပြီးတော့ Stamford Bridge မှာသူရဲ့စိတ်လုံရှားပွဲစတင်မှုပြီး16ပွဲမှာ9ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်အသက်16နှစ်ရွယ်ကစားမဟာ2024ခုနှစ်နေရာဒီမှာသဘောတူညီချက်ရရှိခဲ့ပြီးတဲ့နောက် Pemares ကနေပေါင်း29တန်းကနေဦးပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့ပြီးတော့ဘရာဇီးသားတွေကနောက်ဆုံး Chelsea ပရိသတ်တွေကိုဆွဲဆောင်နိုင်ထားသူလည်းဖြစ်ပါတယ်နံပါတ်4 Naughty Mukili Sanalan ဆန္ဒလန်းကျဲပွင့်နှစ်ဦးမြောက်ပါဝင်သူဟာပြင်းတဲ့နောက်ခံလူနော်ဒီမူကီလီဖြစ်ပြီးတော့ပြင်းတဲ့ချန်ပီယံ PSG ကနေပေါင်း9.5တန်းကနေဦးပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့ပြီးတော့အတင်းတွေအတွက်အကောင်းဆုံးခွဲမှုဖြစ်ကြောင်းသက်တည်ပြခဲ့ပါတယ်။ဟိုးစကိုရဲ့စီးရင်အင်းနေရမူကီလီကဒီယာလီပရီးမီးယားလိမှာအကောင်းဆုံးနောက်ခံလူဖြစ်ပြီးတော့တည်တိုက်ခိုက်လူစိမ့်နဲ့ကြံ့ခိုင်မှုပေါင်းဆက်မှုကထိတ်တန့်လျက်ပြင်းထန်မှုကိုတိုက်ခိုက်ရမှာပြည်ပြေစုံနဲ့ကစားမဖြစ်စေခဲ့ပါတယ်။နံပါတ်3 Jack Grealish Everton ဂျက်ဂရီလစ်ချာဒီယာဒီအေဗရန်မှာအငားနဲ့ကစားနေစဉ်မှာသူ့ရဲ့မန်ချက်စတာစီးတီးကလပ်ဟောင်းကိုတက်တီးပြစရာတွေရှိနေပြီးတော့ဒေးဗစ်မော်ရဲ့ရဲ့အတင်းအတွက်ယာဒီကိုအမကန်ချီစွာနဲ့စာတင်ခဲ့ပါတယ်အင်္ဂလန်လေးစဉ်ဟာဒီယာဒီပရီးမီးယားလိမှာတကိုးသွင်း၄ချိန်ဖန်တီးပေးထားပြီး၂၀၂၁ခုနှစ်အောက်တိုဘာလမှာမန်စတီးကပေါင်သန်းတရာပေးပြီးတော့အက်စတင်ဘီလာကနေခေါ်ယူခဲ့တဲ့ချီစွာကိုပြန်လည်ရရှိနေပုံရပါတယ်နံပါတ်၄ Brian Ambumo Manchester United Manchester United ဟာပြီးခဲ့တဲ့ရာသီရဲ့ဆိုးရွားတဲ့အဆင့်ဆန်း၅နေရာအဆုံးတက်မှုကနေပြန်လည်တည်ဆောက်ဖို့အတွက်နေရာဒီမှာငွေပြားပြားသုံးဆွဲခဲ့ပြီးတော့ တိုက်စင်မူ Brian Ambumo က O ထွက်ဖို့မှာအကောင်းဆုံးခွင့်ပြုမှုဖြစ်ခဲ့ပါတယ်။ Cameron လည်းယူစဉ် Ambumo ဟာပြီးခဲ့တဲ့ရာသီထိပ်ချမ်းလီမှာ90တန်းယူခဲ့ပြီးတဲ့နောက် Brentford ကနေပေါင်80တန်းအထိတန်းကြီးရှိတဲ့ပြောင်းရွှေ့ခြင်းနဲ့ United ကိုရောက်ရှိလာခဲ့ပါတယ်။နံပါတ်1 Granit Xhaka Sunderland ဂျာမန် Bundesliga ချန်ပီယံဟောင်းဟာအသင်းသစ် Sunderland ကိုပေါင်း73တန်းနဲ့ရောက်ရှိလာတဲ့အခါမှာဘောလုံးလောကမှာအားအသင်းမှုတွေရှိခဲ့ပြီးမြဲ Granit Xhaka ကဒီရာသီမှာ Premier League ရဲ့အကောင်းဆုံးခွင့်ပြုမှုဖြစ်ကြောင်းတန်တရားဖြစ်ပွဲမှရှိတတ်သေးပြခဲ့ပါတယ်။2023-24ရာသီမှာ ေယံဒီဘာကူစင်ကိုရှုံးပွဲမရှိဂျာမန်လိချန်ပီယံနဲ့ဂျာမန်စူပါဖလားကိုဦးဆောင်ပြီးတဲ့နောက်အာဆနယ်ကွင်းလိုက်လူဟောင်းရှာကာကဆန်ဒလန်ရဲ့အင်္ဂလန်ထိပ်တန်းလိပြန်လာရေးကိုဦးဆောင်ဖို့ပရီးမီးယားလိကိုပြန်လာခဲ့တာဖြစ်ပါတယ်။